အချိန်ကိုလမ်းနဲ့ဆွဲပြနေတဲ့လူသားနာရီကဘာပေါ်မှာအလုံးရှုပ်ဆုံးအချိန်ကိုအတိအကျလိုက်နာရတဲ့နေရာတစ်ခုပြပါဆိုရင် လေစိတ်တွေကိုပြရမှာပါစက်ကမလွဲမိနဲ့မမပြေးလွှားနေရတဲ့ခရီးသည်တွေတီးကြတဲ့အချိန်အတိုင်းတက်လိုက်ဆင်းလိုက်လုပ်နေတဲ့လေရင်တွေနဲ့ပြည့်နေတဲ့နေရာပါပဲဒါပေမဲ့နယ်သားလန်နိုင်ငံအမ်စတာဒမ်မြို့ကရှစ်ဘောလေစိတ်ကြီးရဲ့ခရီးသည်နားနေဆောင်မှာတော့ဒီအယူဆကိုလုံးဝပြောင်းပြန်လှန်ပြစ်တဲ့အရာကြီးတစ်ခုရှိနေပါသည်အပေါ်က မောကြည့်လိုက်ရင်တာမန်နာကြီးရဲ့ကြီးကြီးတစ်လုံးလိုပါပဲ ဒါပေမဲ့တခြားဆိုင်ကြည့်လိုက်တဲ့အခါမှာတော့အသင်ကိုအသက်ရှူမားသွားစေလောက်တဲ့မြင်ကွင်းကိုမြင်တွေ့လိုက်ရပါလိမ့်မယ်။နိုင်ရဲ့မှန်သားမျက်နှာပြင်နောက်ကွယ်မှာလူတယောက်ဟုတ်ပါရီလူတယောက်ကနိုင်လက်တံတွေကို10မိနစ်ချင်းစီလိုက်ဖြတ်လိုက်ပြန်ဆွဲလိုက်လုပ်နေတာပါ။သူဟာ10မိနစ်ကုန်သွားတာနဲ့အရင်ဆွဲထားတဲ့လက်တံကိုအဝိစားနဲ့တည်တည်ချာချာတုပ်တင်ဖယ်ရှားပြပါရီ။ပြီးတော့နောက်ထပ်10မိနစ်အတွက်လက်တံအသေးတစ်ခုကိုတုပ်စည်းဘူးနဲ့ဒလိန်နှုံးကိုတုံးပြီးဂယုတဆိုင်နဲ့ပြန်ဆွဲပြပါရီ။ဒီအလုပ်ကိုသူကတစ်နေ့လုံးတစ်ညလုံးအနာမယူပဲ24နာရီပတ်လုံးလုပ်နေပုံပါပဲ။ ဒီမြင်ကွင်းကခရီးသွားတွေကိုခဏတာကြောင်ပြီးတော့ငေးကြည့်နေစေပါလိမ့်မယ်။ဒီလူကအထင်းမှာတကယ်ပဲပြိမ့်မိနေတာလား။ဒါမှမဟုတ်ကဘာပေါ်မှာပြင်းမှုအကောင်းဆုံးနဲ့အပင်ပန်းဆုံးလို့ဖြစ်ရမယ်ဆိုတဲ့အတွေ့အကြုံခေါင်းထဲကိုလိုလိုဝင်လာပါလိမ့်မယ်။တခါတလေသူဆွဲတဲ့လက်တံကနည်းနည်းဆောင်းသွားပြီးတခါတလေတုပ်ဆီးတွေနည်းနည်းပေချန်သွားပြီးအဲ့ဒီခါတိုင်းမှာသူကစိတ်ရှည်လက်ရှည်နဲ့အကုန်ပြန်ဖြတ်ပြီးအစကနေပြန်ဆွဲပြပါလိမ့်။သူရဲ့လောက်ရဲ့တိုင်းဟာအချင်းဆိုတာဆက်ရန်ရရတစ်ခုလိုမျိုးအလိုလျောက်သွားနေတာမဟုတ်ဘဲနဲ့လူတယောက်ရဲ့ပင်မနဲ့လောက်အားနဲ့တိဆောက်ထားရဲဆိုတဲ့ခံစားချက်ကိုပေးနေတာပါ။ ဒါပေမဲ့ခဏလေးနေပါအောင်ဒီလူကတကယ်ပဲအထဲမှာရှိနေတာလားအဖြေကတော့မရှိပါဘူးတင်မြင်နေရတာကကဘာကျော် dash အမှုပညာရှင်တယောက်ဖြစ်တဲ့ Martin Bass ရဲ့ Real Time လို့အမည်ပေးထားတဲ့အမှုပညာဖန်တီးမှုတစ်ခုပါပဲတကယ်တော့나이မျက်နှာပြင်အောင်မှာတင်မြင်တွေ့နေရတာကလူအစ်စ်မဟုတ်ဖ ೇನೆ ကြီးလင်းပြတ်သားမှုအလွန်မြင်မာတဲ့ဗီဒီယိုဖန်သားပြင်တစ်ခုပါပဲဒီအမှုပညာလက်ရောက်ကိုဖန်တီးဖို့အတွက် Martin Bass နဲ့သူ့ရဲ့အဖွဲ့သားတွေဟာမယုံနိုင်စရာကောင်းတဲ့အလုပ်တစ်ခုကိုလုပ်ခဲ့ရပါသည် သူတို့ဟာတရုတ်ဆောင်တယောက်ကိုအလုတမောဝစ်ဆောင်အပြာရောင်ဝစ်ဆင်စေပြီးနိုင်လက်တန်တွေကိုဆွဲလိုက်ဖျက်လိုက်လောက်ခိုင်းတဲ့မြင်ကွင်းကို၁၂နာရီတိတိမယမနာရိုက်ကူးခဲ့ရပါသည်။စကန်တိုင်းမိနစ်တိုင်းကိုတကယ်ဖြစ်ပြနေတယ်လို့ဖြစ်အောင်လို့တရုတ်ဆောင်ကအမှားအယွင်းမရှိအောင်လှုပ်ဆောင်ခဲ့ရတာပါ။တနည်းအားဖြင့်ပြောရရင်တင်းမြင်နေရတဲ့တမနစ်စာလက်တန်ဆွဲတဲ့မြင်ကွင်းဟာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက၁၂နာရီကြာအောင်တစ်ဆက်သေးရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲဖြစ်ပါသေးတယ်။ ်ဒီဗီဒီယိုကိုနိုင်ရီထဲမှာအဆက်မပြတ်ပြန်ဖွင့်ထားခြင်းအပြင်လူတစ်ယောက်ကအချိန်ကိုထိန်းချုပ်နေတယ်လို့မျိုးအမြင်အယုံကိုလှည့်စားထားတာပါအနည်းပညာရဲ့နောက်ခွေကအတွေးခေါ်ဒီဖန်နီးမှုကဒီတိုင်းကြည့်ရင်ထူးဆန်းနေဆိုတာထပ်ပေါ်ပါ ರಿ သူမှာနတ်ရှိုင်းတဲ့အသေးပေတွေရှိနေပါ ರಿ အနည်းပညာရှင်မာတင်ဘတ်ကအချိန်ရဲ့သဘောတရားကိုမေးခွန်းထုတ်ချင်ခဲ့တာပါကျွန်တော်တို့အားလုံးဟာနိုင်ရီရဲ့တိကျမှုကိုယုံကြည်ကိုးစားကြပါ ರಿ ဒါပေမဲ့ဒီနိုင်ရီကတော့အချိန်ဆိုတာ လူသားတွေရဲ့လက်နဲ့ဖန်တီးထားတဲ့တခါတလေမတီးချနိုင်တဲ့ပင်ပန်းဆင်းရဲမှုတွေနဲ့ပြည့်နှက်နေတဲ့အရာတစ်ခုအဖြစ်ပုံဖော်ထားပါသည်။လေစိတ်လိုမျိုးနေရာမျိုးမှာလူတိုင်းကအလင်းလုံနေကြပါသည်။အချိန်ကိုလူနေရာတွေဒီနာရီကြီးကခရီးသွားတွေကိုခဏလောက်ရက်တက်ပြီးအချိန်ဆိုတော့ကိုအေးအေးဆေးဆေးပြန်လဲစဉ်းစားသုံးသပ်စေဖို့ဖိတ်ခေါ်နေသလိုပါပဲ။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုကတော့အလုသမားရဲ့ဝတ်စားစင်ရင်မှုပါ။သူဝေထားတဲ့အပြာရောင်ဝစ်စုံတုတ်ဆေးထည့်ထားတဲ့အနီရောင်ပုံနဲ့လက်ထဲမှာကင်ထားတဲ့အဝါရောင်ပိတ်ဆော့ ဒီအယောင်သုံးမျိုးဟာနေသားလန်နိုင်ငံရဲ့ဂန်ဒဝင်းပကြီးဆရာကြီးဖိယက်မော်ဒရီယန်ရဲ့ကြော်ကြားတဲ့အယောင်တွေကိုဂုံပြူမှန်းဆိုထားတာဖြစ်ပါလိမ့်။ဒါဟာ dash အနုပညာကိုကမ္ဘာအလယ်မှာဂုံယူစွာနဲ့ပြသလိုက်တာပါပဲ။ဒါကြောင့်မလို့နောက်တစ်ခါသင်ဟာအမ်စတာဒန်ရှစ်ပိုးလီစိတ်ကြီးကိုရောက်ခဲ့မယ်ဆိုရင်လေရင်မထွက်ခွာခင်မှာဒီလူသားနာယီကြီးကိုအချိန်ပေးပြီးသွားကြည့်ဖို့အတွက်မမေ့ပါနဲ့။ စတီနဲ့နီးပညာတွေလွှမ်းမိုးထားတဲ့ဒီကဘာကြီးမှာလူသားတယောက်ရဲ့လက်နဲ့ဆွဲပြနေတဲ့အချိန်လေးကိုငေးကြည့်ရင်တင်ဟာအချိန်ရဲ့တန်မှုနဲ့အနုပညာရဲ့စမ်းကြယ်မှုကိုတနည်းအားဖြင့်မှတပြိုင်တည်းခံစားရမှအသေးချာပါပဲ။